โอเคအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်55 55m ဆိုတော့သူတော့ဒီဘိန်းကဘယ်လိုဖြစ်လဲဆိုရင်ကျွန်တော်တို့ gear နံပါတ်ပျောက်တော့ဘောနော်ဆိုတော့အဲပထမတစ်ခါဒီဘိန်းရဲ့ gear နံပါတ်ပျောက်တယ်ဒါပေမဲ့ site မှာတက်ပြင်းတယ်ပြင်တော့အခုတလားနလားလောက်စီးတယ်ပြန်ပြီးတော့ gear နံပါတ်ကပြန်ပျောက်တော့ဘောနော်အဲသူစိတ်ကူပေါက်ရင်တော့ပေါ်ချင်ပေါ်နေရောစိတ်ကူမပေါက်ရင်တော့ပျောက်ချင်ပျောက်အောင်အဲ့လိုဖြစ်နေဆိုတော့ကျွန်တော်ဒီညီလေးက လာပြီးတော့လက်မေးတယ်ဘုရားဒီအာဘိန်းလုံးရင်ဘယ်လောက်ကြမှာလဲနောက်ပြီးတော့ဘယ်လောက်ကြမှာလဲဆိုတော့ကျွန်တော်လက်မေးတော့ဒီအာဆန်ငါးလေးစီမှာကသူကဂီယာဆန်တာဂီယာဆန်တာဆိုတာရှိတယ်ဗျဂီယာထိုးရင်ဆန်တာအလုံးလုံးတယ်အဲ့ဒီဆန်တာကကဏ္ဍပဲကဏ္ဍမှာသွားပြီးရက်လဲရက်ရင်အဲဒီကဏ္ဍကပေါ်တော့ဘောနော်ဆိုတော့အညီလေးပြောတော့ဘောနော်အရင်ဆုံးကျွန်တော်လက်ဘူးတိုက်ပြလိုက်မယ်ဒီလိုလက်ဘူးတိုက်ပြလိုက်လို့မပြဘူးဆိုရင် အဲကျွန်တော်ပစ္စည်းဝယ်ထည့်ရမှာနော်ပစ္စည်းဝယ်ထည့်မဆိုရင်ဒီ gear ဆန်စာကကျွန်တော်တို့ဝယ်ထည့်မဆိုရင်300ကျော်ကျော်400နေပါ့ပိုကားတွေပါကားနေဆိုရင်400လောက်ကျမှာပေါ့400ကျော်ကျော်လေးပေါ့ဆိုတော့အဲအဲ့ဒါကြောင့်မို့ကျွန်တော်အခုဒီနေ့ကျွန်တော်ဘိန်းကိုဖြုတ်ထားတယ်ပေါ့နော်အစ်မကျွန်တော်ဖြုတ်ထားလိုက်ပြီပြီးရင်ကျွန်တော်ပြအောင်မယ်ဘယ်တော့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ပြအောင်ပေါ့နော်ဟေးဒါကတော့ကျွန်တော်ဖြုတ်ထားတဲ့နေရာပေါ့နော်ဒါဆိုရင်ဒီဘက်ခြမ်းဆိုရင်ဒါကျွန်တော်ကာပါဒီကာပါတွေကျွန်တော်ဖြုတ်ထားလိုက်ပြီကာပါအောက်မှာဆိုရင်အာကျွန်တော်တို့ အဲဒီမှာဒါဆိုချိန်ပုံးပေါ့နော်ချိန်ပုံးအောက်မှာကျွန်တော်ဒါဂီယာဆန်းတာဒါလည်းဂီယာဆန်းတာတလားဒီမှာမြင်းကြောင်လေးတွေမြင်တယ်တလားအဲမြင်းကြောင်လေးတွေကဘာနဲ့သွားတိုက်လဲဆိုရင်ဒီကောင်ကဒီအထဲထဲရပေါ့နော်ဒီဒီအပေါက်တယ်မှာအဲ့ဒီအဲ့ဒီမှာအပေါက်ရှိတယ်တလားအဲ့ဒီအပေါက်တယ်မှာဒီကောင်ကြီးဒီအတန်လေးသူထိုးထားတယ်ပေါ့နော်ဒီအတန်လေးထိုးထားတယ်ဒီအတန်လေးကအဲ့ဒီအပေါက်တယ်မှာရှိနေမှာပေါ့နော်ဆိုရင်အဲ့ဒီအပေါက်မှာမှဒီကောင်ကိုပြန်အုပ်အောင် အဲပြန်အောင်မဆိုတော့အခုလောလောဆယ်ကျွန်တော်ဘယ်လိုလောက်ဝေးလိုက်မှာလဲကျွန်တော်ဒီဂီယာဆန်တာကိုကျွန်တော်ဖြုတ်ချတာတယ်ဖြုတ်ချပြီးဒီကောင်ကျွန်တော်ဒီထိတ်ဒီလေးကိုကော်ပတ်ကျွန်တော် စားမယ်နောက်ပြီးကျွန်တော်ဒီမျက်နှာပြင်မှာကျွန်တော်ကော်ပတ်စားအောင်ပါနော်ကော်ပတ်လေးနည်းနည်းစားပြီးတော့လက်ဗူတာလေးကျွန်တော်လောက်ဝေးလိုက်မယ်ဆိုတော့ဒီအနမကတော့ပြန်ပေါ်သွားမှာပေါ့နော်ရေလိုမပေါ်ခဲ့ရင်တော့ဒီဒီကောင်ဒီဆန်တာကိုလဲရမှာကျွန်တော်ထင်တာတော့ပေါ်မလို့တော့ထင်တာပဲတကယ်လို့မပေါ်ရင်တော့အဒီဂီယာဆန်တာကိုလဲရအောင်ပေါ့နော်300ပဲရှိတယ် အာဆန် M နေမဟုတ်ဘူးအာဆန် YoYo V3 V4 အားလုံးတူတူပဲဒီ gear ဆန်တာလေဒီ engine 3နဲ့ဆန်ကြတဲ့အားလုံးကဒီ gear ဆန်တာချင်းကတူတူပဲဒါလို့ကိုကအဲ့လို gear နံပါတ်ပြောက်တာတော့ဘာလို့ပေါ်တစ်ချက်မပေါ်တတစ်ချက်ဆိုရင်ဒီကောင်ဖြုတ်စစ်ပါဒီကောင်ဖြုတ်စစ်လို့မရရင်လဲလိုက်ပေါ့နော်အဲ့လို့ဆိုအဆင်ပြေပါမယ်ဒါကတော့ကျွန်တော်ပြောတော့ဆရာကြီးမဟုတ်ပေါ့နော်ကျွန်တော်နားလေတော့ကိုကျွန်တော်ဘူးတူတာအနေနဲ့ညီကိုတွေကိုပြန်ပြီးတော့ကျွန်တော်ဆယ်ရင်းပြန်လောက်တော့ပေါ့နော်ဆိုတော့ဒီမျက်နှာပြေကိုကော်ဘတ်စားမှာနုနုလေး ခုလေးဒီမျက်နှာပြင်ကျွန်တော်စားအောင်ပေါ့နော်စားပြီးရင်ကျွန်တော်ပြန်တက်ကြည့်မယ်အဆင်ပြေမှာပေါ့ထင်တာပဲကျွန်တော်လည်းဒါကျွန်တော်ဆရာစီမှာသွားတင်တာလို့တတာမျိုးမဟုတ်ဘူးကျွန်တော်ကကျွန်တော်ကျွန်တော်လေးလာတယ်ကျွန်တော်မသိဘူးဆိုရင်ကျွန်တော် YouTube တို့မှာကျွန်တော်သွားလေးလာတာပေါ့နော်အနိုင်ငံသားဆရာကြီးတွေတော်တော်များများကျွန်တော်တို့ဘယ်လိုပြောမလဲထိုင်းရဆရာကြီးတွေတိုင်းပဲဒီအသိပညာတွေအတတ်ပညာတွေသူတို့ YouTube မှာ sharing လုပ်လို့ရှိတယ်ပေါ့နော်အဲဒီကနေနားလဲတာဆိုတော့ဆရာသမားတွေ ပေးတဲ့ပညာကိုကျွန်တော်ကအဲ့မှာ free သိယူတာဒီ YouTube YouTube တို့ဘာတို့ကနေလဲအဲ့ဒီကနေသိယူပြီးတော့ကျွန်တော်အဲပြန်လောက်ကြည့်တော့ပေါ့ပြန်လောက်ကြည့်အဆင်ပြေတယ်ကျွန်တော်ဒီမှာဆရာရှိလားဆိုတော့ဆရာတော့မရှိဘူးဒါပေမဲ့သင်ဆရာမြင်ဆရာကြားဆရာမှာဆိုတော့မြင်ဆရာတော့ YouTube တို့ TikTok တို့ပဲရှိတယ်အဲ့ဒီကပဲကျွန်တော်လိုက်ပြီးတော့ကျွန်တော်လေးလာတော့နော်ဒီကောင်ကျွန်တော်နဲ့စားလိုက်ပြီးဆိုရင်ပြီးကျွန်တော်ပြန်တိုက်ရင်တော့ခဏန်းပေါ်သွားမယ်